မင်္ဂလာပါရှင်ချက်ကြမဲ့ channel မှာကြိုဆိုလိုက်ပါတယ်ချက်ကြမဲ့ channel မှာဒီနေ့ချက်ပြမယ်ဟင်းလေးကတော့ချင်းချင်းဆက်ဆက်နဲ့ဂရွေးရှင်ပြီးထမင်းမေစီတဲ့ဘဇုံချက်မောင်ကျော်ဟင်းလေးပဲဖြစ်ပါတယ်ရှင်တကယ်လို့အိမ်မှာထမင်းစောင်းမကောင်းဘူးဂရွေးပြက်နေရဆိုလို့ရှိရင်တော့ဒီဘဇုံချက်မောင်ကျော်ဟင်းလေးကိုချက်စားကြည့်ကြပါယခုချက်ပြရဲ့ချက်မောင်ကျော်လေးဟာဆိုလို့ရှိရင်ဘဇုံများများလေးနဲ့စားကောက်အောင်ဘလို့ချက်ပြမလဲဆိုတာကိုတော့ကျမတို့ရဲ့ဗီဒီယိုလေးမှာလိုက်ပါကြည့်ရှုပေးကြပါအောင်နော် ဒီဟင်းတစ်မျိုးနဲ့တည်းထမင်းမိတ်စီလို့လိုက်ပါချက်ဆက်ကြည့်ကြဖို့ဖိတ်ခေါ်ပါရနော်ချမောင်ရဲ့ကြော်ဖို့အတွက်ကတော့ကျမကချမောင်ရဲ့၃စီခန့်ကိုယခုလိုမျိုးခြွေထားပေးပါရရှင်။ခြွေပြီးသွားတဲ့ချမောင်ရဲ့လေးဒီကိုတော့စားလေ၃စုံခန့်လောက်ထည့်ပြီးတော့ရေနဲ့နာနာလေးညစ်ပြီးတော့နေစေပေးပါမယ်။ချမောင်ရဲ့ကိုစားနဲ့နေစေပေးရခြင်းဟာအချင်တက်ကိုလည်းပေါ်သွားစေပါရယ်။ပြီးတော့ချမောင်ရဲ့ထဲမှာရှိတဲ့ပိုးမွှားတွေနဲ့ ပိုသက်စီတွေဖြန့်ထားမယ်ဆိုလို့ရှိရင်လေဒီနီလန်းလေးကကျမရင်းနဲ့ညီညွတ်စေပါရရှင်အသီးရွက်တွေစေတော့မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးလိုက်ပြီးစေကြည့်ကြပါနော်ချမောင်ရက်လေးစေးပြီးသွားပြီဆိုလို့ရှိရင်တော့ချမောင်ကြော်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။ချမောင်ကြော်ကြော်ဖို့အတွက်ကတော့ချမောင်ရက်ရဲ့မြင့်အနေငယ်၊စက်တော်အဖြူအနီးလှိထားတာရဲ့ပစွန်အနေငယ်၊ငပိစိမ့်စာတစွန်နဲ့နနံပင်နဲ့မြူသီးစိမ့်တို့ပဲလိုအပ်ပါတယ်ရှင်။ဒီလောက်ဆိုရင်တော့ချမောင်ကြော်ကြော်ဖို့အတွက်ပြည့်စုံပါပြီ။ ကျမကတော့ချက်မောင်ကျော်လေးကိုအီအီလေးနဲ့ထွေထွေလေးစားကျင်တဲ့အတွက်ချက်မောင်ရွက်ကိုပထမဦးဆုံးအိုးပူပူလေးကိုထည့်ပြီးအဖုံးလေးအုပ်ပြီးတော့၃မိနစ်ခန့်လောက်တည်ထားပေးပါမယ်။ချက်မောင်ရွက်ဒီနွမ်းလာပြီဆိုလို့ရှိရင်တော့ချက်မောင်ရွက်ကိုကြည်သည့်အထိနာနာလေးမှွေပေးရပါမယ်။ ချက်မရွေးကြော်ဆိုလို့ရှိရင်တော့ယခုလိုမျိုးအနှစ်လေးနဲ့ထမင်းနဲ့နေစားတဲ့အခါမှာလိုက်ဖက်ဖို့အတွက်ကတော့ချက်မရွေးကိုကြည်သည့်အထိနနာလေးမှုပြီးချက်တာကတော့အကောင်းဆုံးပါပဲရှင်ချက်မရွေးလေးကကြည်သွားပြီးတော့ကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ပကံလေးကိုအကုန်လုံးခတ်ထည့်ထားလိုက်ပါမယ် ချမောင်ရွက်လေးကိုစတင်ပြီးကြော်ပါမယ်နော်ချမောင်ရွက်ကြော်ဆိုလို့ရှိရင်တော့စီများများလေးနဲ့ကြော်တာတော့အကောင်းဆုံးပါပဲရှင်စီဆူလာပြီးဆိုလို့ရှိရင်တော့စက်တုံအဖြူအနီးလှီးထတာလေးကိုထည့်ပြီးတော့စီတတ်ပါမယ်ရှင်စက်တုံနွမ်းလာပြီးဆိုလို့ရှိရင်တော့ငရုတိအယောင်တင်မှုတစုံကန်ကိုထည့်ပြီးတော့စီတတ်ပြီးပါမယ်ဒီနေရာမှာအဆက်ကြိုက်သူတွေအတွက်ကတော့ငရုတိခွဲချမ်းမှုကိုထည့်ပြီးတော့စီတတ်နိုင်ပါတယ်ကျမတို့ကတော့အဆက်လည်းနည်းပဲစားတာဖြစ်တဲ့အတွက်အဆက်ကို short ထည့်ထားခြင်းဖြစ်ပါတယ်ရှင် ြီးရင်တော့ငပိစိမ်းစားလေးတစုံကိုထည့်ပြီးတော့မှုေးလာတဲ့အထိစီတက်ပေးထားပါမယ်။ငပိစိမ်းနဲ့လေးပျောက်သွားပြီဆိုလို့ရှိရင်တော့ပစုံလေးထည့်ပြီးတော့တစ်ခါတည်းစီတက်ထားပေးလိုက်ပါမယ်။အစုံနဲ့စက်တုံလေးတွေကျွလောင်စီတက်ပြီးပြီဆိုလို့ရှိရင်တော့မြစ်ကလေးကိုပါတစ်ခါတည်းထက်ပြီးတော့ချက်ထားပေးလိုက်ပါမယ်ရှင်။မြစ်ကိုလည်းစီနန်လာတက်ပြီးတော့နူးလာသည့်အထိတေချာလေးကြော်ပေးပါမယ်။ ။ပစုံနဲ့မြစ်လေးထဲကျော်လိုက်ချိန်မှာတော့ငပိစင်းစားနဲ့လေးနဲ့မှုေးလာတဲ့အနံ့လေးကအရန်ကိုစားကျင်စပွဲဖြစ်နေပါပြီ။ချမောင်ရဲ့ထဲရင်တော့ပိုပြီးကောင်းသွားမှာပေါ့နော်။ခုဆိုရင်တော့အရသာလေးပါတစ်ခါတည်းထည့်ပြီးတော့ချက်လိုက်ပါမယ်။အချုံမုံလေးအနေငယ်စားအနေငယ်နဲ့ကြသားမုံလေးအနေငယ်ကိုပါထည့်ပြီးပါမယ်။ချမောင်ရဲ့အချင်မဆူးစေဖို့အတွက်ကြကြားလေးအနေငယ်ကိုပါထပ်ပြီးတော့ချက်ထားပေးလိုက်ပါရစေ။ရသာမုံလေးတွေနှံ့အောင်လို့တစ်ခါတည်းမှွေပြီးတော့ချက်ထားပေးပါမယ်ရှင်။ မြစ်ကလေးတွေနူးတည်အထိကြာကြာလေးကြော်ပေးထားရင်တော့အကောင်းဆုံးပါပဲစီလေးပြန်လာပြီဆိုလို့ရှိရင်တော့ချက်မောင်ရွယ်လေးကိုတစ်ခါတည်းထည့်ပြီးတော့ချက်ထားပေးပါမယ်ရှင်ချက်မောင်ရွယ်မြစ်ပစုံနဲ့အရသာလေးတွေကိုတစ်ခါတည်းတမအောင်ဝင်ပြီးတော့ချက်ထားပေးလိုက်ပါမယ် ဒီချမောင်ရဲ့ကြော်ကြော်နေရင်လည်းအနှက်လေးကအရန်မှွေးလာတဲ့အတွက်စိတ်ကူးထဲမှာတော့ဇလုံးထမင်းနယ်လေးပဲလှူဆိုင်ကောင်းမလားဝတ်သားလေးနဲ့ပဲဆိုင်ကောင်းမလားဆိုပြီးတော့တွေးနေမိပါတယ်ချက်နေရင်လည်းကိုပိုက်စားလာပါတယ်ရှင်ရတာနေနဲ့အငန်လေးအနေငယ်လုံနေသေးတဲ့အတွက်ငပြားလေးထည့်ပြီးတော့ချက်ပေးထားပါတယ်ရှင်ငပြားလေးထည့်လိုက်ခြင်းကလည်းအနှက်လေးကိုပို့ပြီးမှွေးစေပြီးချမောင်ရဲ့အချင်ရတာကိုလည်းရော့စေပါတယ်နော် မောင်ရွက်ကြော်လေးက66လေးဖြစ်ပြီးတော့စီပြန်လာပြီဆိုလို့ရှိရင်တော့နန်းနံပင်လေးနင်းငယ်ထဲမှာငရုတ်သေးသေးလေးအုပ်ပြီးရင်တော့မွေပြန့်တဲ့ချမောင်ကြော်လေးတစ်ခွက်ကိုသုံးဆောင်လို့ရပါပြီရှင်။ဘိုင်လဲစာနေပြီဆိုတော့စားဖို့အတွက်ချမောင်ရွက်ကြော်လေးကိုပကံထဲကိုခတ်ထည့်ပေးလိုက်ပါရရှင်။ချမောင်ရွက်ကြော်ကို2ရက်3ရက်ထားခတ်ခြင်းနဲ့ဆိုရင်တော့ယခုလိုမျိုး66လေးကြော်ပေးပါရှင်။အဲ့ဒါဆိုရင်တော့2ရက်လောက်တော့အနည်းငယ်ထားခတ်ပါရစေ။ ကျမတို့မြမလူမျိုးတွေအတွက်ကတော့ဒီချမောင်ကျော်ဟင်းလေးကအရင်ဟင်းနေနဲ့ပဲစားမလားဒါမှမဟုတ်တစ်ခါကောင်းပဲပစုံချမောင်ကျော်ဟင်းလေးကိုစားမလားဘာဟင်းနဲ့ပဲတွဲစားစားလိုက်ဖက်နေတဲ့ဟင်းလေးမျိုးအားလုံးပဲချက်စားကြည့်ကြပါနော်ကျမကတော့ချမောင်ကျော်နဲ့မြေပစုံမှုမွေးလေးချက်ထားတဲ့ဟင်းလေးတစ်ခွက်ကိုဇလုံးထမင်းနယ်လေးလုပ်ပြီးတော့ငါးကြော်လေးနဲ့စားလိုက်ပါအောင်မရှင်အားလုံးပဲစားကြပါအောင်နော် ကျမတို့ချက်ကြမဲ့ channel မှာယခုလိုပဲလွယ်ကူရရှိနေဟင်းချက်နေလေးများကိုတပတ်တပုတ်အမြဲတမ်းတင်ဆက်ပေးတော့မှာဖြစ်ပြီးအတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးအသစ်တင်တိုင်းသိရှိစေရန် notification bell လေးကိုပါနှိပ်ထားခဲ့ပေးပါနော်ကြည့်ရှုသူများအားလုံးကျေးဇူးတင်ပါတယ်ရှင်